င်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့ကျွန်တော်တို့တင်ဆက်မဲ့သတင်းကတော့ဩစတေးလျမဲဖုံမျိုးကထူးခြားတဲ့သတင်းတစ်ပုဒ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းတာမွေမြို့နယ်စီပင်ဥက္ကဋ္ဌဟောင်းတဦးလည်းဖြစ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီဝင်ဟောင်းတဦးဖြစ်တဲ့ဦးအောင်မျိုးလင်းနဲ့ပတ်သက်တဲ့သတင်းလေးဖြစ်ပါတယ်။သူဟာမဲဖုံမှာတပြတိုက်မှုလူရိုက်မှုလိမ့်လည်မှုနဲ့ခိုးမှုတွေနဲ့တိုင်ကြားခံထားရပြီးထွက်ပြေးတိမ်းရှောင်နေတယ်လို့ဩစီရောက်မြန်မာအတိုင်းဝိုင်းစီကသိရပါတယ်။ အခုဖြစ်စဉ်ဟာဇွန်လ13ရက်နေ့ကနှာခေါင်းစည်းနဲ့နေကာမျက်မှန်တက်ကဈေးဝယ်ဟန်ဆောင်ပြီးဆိုင်မှာရောင်းချနေတဲ့မြုပ်ကြည့်ပွိနဲ့ဆိုင်ရှင်မျိုးသမီးဖြစ်သူကိုရိုက်နှက်ကငွေကြေးလူရက်ဖို့လှုပ်ဆောင်ခဲ့သူဟာဦးအောင်မျိုးလင်းဖြစ်တယ်လို့ဆိုပါတယ်။ဆိုင်ရှင်ကသူကပစ္စည်းတွေကောင်တာပေါ်တင်ပြီးပတ်စံရှင်းမယ်ဆိုရင်ရုတ်တရက်နောက်ဆေးကိုမြုပ်ကြည့်ပွိနဲ့ရိုက်ချလိုက်တဲ့ပတ်စံရှားနေရင် ကျမအော်တော့တုံပြီးထက်ရိုက်ကထွက်ပြေးသွားတယ်လို့မြကြီးနာသတင်းချန်နယ်ကပြောခဲ့ပါတယ်ဒီဖြစ်ရဲ့ကြောင့်ဆိုင်ရှင်မှာနောက်ဆေး နဖူးနဲ့မျက်နှာမှာဒဏ်ရာရပြီးချုပ်ရိုးသုံးချက်ချုပ်ခဲ့ရတယ်လို့သိရပါတယ်။ဒါပေမဲ့ဦးအောင်မျိုးလင်းကတော့သူ့လူမှုကွန်ရက်မှာဖြည့်ရှင်းထားတာကသူကမုံဟင်းခါဝယ်ဖို့လာရင်ဆိုင်ရှင်ရဲ့ဆဲဆိုတန်းကြောင့်စိတ်မထိန်နိုင်ပဲရိုက်မိသွားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီဖြစ်ရက်ကတခုလည်းမဟုတ်ပဲမဲဖုံးကမြန်မာအတိုင်းဝိုင်းကသူနဲ့သူ့ဇနီးဟာပတ်စံချေးပြီးပြန်မပေးတာကုံစုံဆိုင်မှာပစ္စည်းကိုတာတွေလုတ်ခဲ့တယ်လို့လူမှုကွန်ရက်မှာဝေဖန်ထားကြပါတယ်။ ဒါရင်မကဘူးထိုင်းနိုင်ငံမဲဆောက်မှာလဲသူတို့ဇနီးမောင်နှံဟာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အမတ်အဖြစ်ဟန်ဆောင်ပြီးတော်လှန်ရေးလူငယ်တွေနဲ့တပ်ပုံရိုက်ကလိမ့်လဲအလူခံခဲ့တယ်လို့မဲဆောက်ကမြန်မာအတိုင်းဝိုင်းကပြောပါတယ်။ဦးအောင်မျိုးလင်းနဲ့ဇနီးဖြစ်သူဟာငွေကြေးတွေချေးယူပြီးပြန်မပေးတာမဲဖုံးမှရှိတဲ့မြန်မာကုန်စုံဆိုင်တွေကနေပစ္စည်းခိုးယူမှုတွေလှုပ်ဆောင်တာတွေရှိတယ်လို့လည်းမဲဖုံးရောက်မြန်မာအတိုင်းဝန်ကလူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားထားကြပြီးလက်ရှိဖြစ်ရပ်ကိုလည်းရှုတ်ချထားကြပါတယ်။ လက်ရှိမှာဦးအောင်မျိုးလင်းဟာတပြတိုက်မှုငွေကြေးလိမ်လည်မှုနဲ့ခိုးမှုတွေနဲ့မဲဘုံရဲစခန်းမှာအမှုဖွင့်တိုင်ကြားခံထားရပါတယ်။ဒါပေမဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရန်ကုန်တိုင်းဒုဥက္ကဋ္ဌဒေါက်တာစိုးဝင်းဦးကတော့ဆိုင်ရှင်တန်ကတရားဝင်တိုင်ကြားမှုမရှိသေးလို့ပါတီဝင်အဖြစ်အရေးယူတာမရှိသေးဘူးလို့ပြောပါတယ်။ဒါပေမဲ့တိုက်ရိုက်တိုင်ကြားမှုရှိရင်သူ့ကိုပါတီဝင်ဖြစ်ကရာသက်ပံထုတ်ပေးမယ်လို့ဆိုပါတယ်။